မေရိကန်စစ်မဲ့ရေးရာဝန်ကြီးဌာနအနေနဲ့နျူကလ িয়ার လက်နက်စမ်းသပ်မှုတွေချက်ချင်းပြန်ဆဖို့သူညွန်ကြားလိုက်ကြောင်းသမ္မတဒေါ်နယ်ထရမ့်ကဒီကနေ့အောက်တိုဘာလ30ရက်နေ့မှာပြောကြားလိုက်ပါတယ်။အမေရိကန်ပြည်ထောင်စုဟာတခြားနိုင်ငံတွေတဲ့နျူကလ িয়ার လက်နက်ပိုင်ဆိုင်မှုအများကြီးပုံများကြောင်းရုရှားကအမေရိကန်နောက်မှာဒုတိယအများဆုံးဖြစ်ပြီးတရုတ်နိုင်ငံကတော့တတိယအများဆုံးဖြစ်ပေမဲ့ပိုင်ဆိုင်တဲ့အရေးအတွက်ဟာနယ်လွန်ပြီးတော့နောက်9နှစ်လောက်ကြာရင်တောင်မိနိုင်ဖို့မလွယ်ကူကြောင်းပြောပါတယ်။တခြားနိုင်ငံတွေကနျူကလ িয়ার လက်နက်စမ်းသပ်မှုတွေလှုပ်ဆောင်နေတာကြောင့် အမေရိကန်ကလည်းသူတို့နီးတူလှုပ်တင်တယ်လို့ယူဆတဲ့အတွက်ဒီကိစ္စကိုချက်ချင်းအကောင့်ထဲပေါ်ဖို့စစ်မရေးရဝန်ကြီးဌာနကိုညွှန်ကြားလိုက်ကြောင်းဒီကနေ့တောင်ကိုရီးယားမှာတရုတ်သမ္မတရှီကျင်းပြင်းနဲ့မတွေ့ဆုံခင်သမ္မတထရန့်ကသူ့ရဲ့ Truth Social လူမှုကွန်ရက်မှာပြောကြားလိုက်ပါတယ်အမေရိကန်ပြည်ထောင်စုအနေနဲ့နျူကလ িয়ার လက်နက်စမ်းသပ်ဖောက်ခွဲမှုတွေမလုပ်ဘူးဆိုပြီး1992ခုနှစ်ခရဲကကိုယ်တော်နဲ့ကိုဆိုင်းငံ့ထားခဲ့တာပါနျူကလ িয়ার လက်နက်အများဆုံးပိုင်ဆိုင်တဲ့အမေရိကန်ရုရှားနဲ့တရုတ်ထိပ်သီးသုံးနိုင်ငံအနေနဲ့ နျူကလ িয়ার လက်နက်ဖောက်ခွဲစမ်းသပ်မှုတွေ1966ခုနှစ်နောက်ပိုင်းမှာမလုပ်ခဲ့ကြသေးပါဘူး။မြောက်ကိုရီးယားကတော့2018ခုနှစ်မှာနျူကလ িয়ার စမ်းသပ်ဖောက်ခွဲမှုနောက်ဆုံးပြုလုပ်ခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။နျူကလ িয়ার စွမ်းအင်နဲ့ပြစ်လွတ်တဲ့ပက်ထင်တပ်ဒုံးကျည်ကိုအောင်မြင်စွာစမ်းသပ်ပြစ်လွတ်နိုင်ငံကြောင်းရုရှားသမ္မတဗလာဒီမီယာပူတင်ရဲ့ပြောဆိုမှုထွက်လာပြီးမကြခင်မှာပဲသမ္မတထရန့်ရဲ့ညွှန်ကြားချက်လည်းထွက်လာတာပါ။ဒီတော့တွင် သမ္မတထရန့်တောင်ကိုရီးယားကိုရောက်လာဖို့တရက်အလို့ အော်တိုဘားလ28ရက်နေ့တုန်းကမြောက်ကိုရီးယားကမြေပြင်ကဝေဟင်ပစ်တဲ့ပက်ထိန်ဒုံးကျီကိုစမ်းသပ်ပစ်လွတ်နိုင်ခဲ့ကြောင်းအစိုးရပိုင်း KCN နေတဲ့ဌာနကထုတ်ပြန်ပါတယ်ခင်ဗျာကျွန်တော်ဇောင်းလိုက်ပါ